ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ30ရက်နေ့မနက်ခင်းမှတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်ငလင်ဘေးတင်ပြည်သူလူထုစီအကူအညီများယာနှုံးပြည့်ရောက်ရှိနိုင်ရေးမြို့သားညီညွတ်ရေးအစိုးရအပါအဝင်တော်လှန်ရေးအင်အားစုများအားလုံးကပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်လို့ယာယီသမရပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ် မတ်လ29ရက်တွင်ငလင်ဘေးဒဏ်တင်လူမှုအတွက်စိတ်ထိခိုက်ဝန်နေကြောင်းနှင့်ဝိုင်းဝန်းကူညီရေးတိုက်တွန်းနှိုးဆော်ချက်အဖြစ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာကမိန်ကွန်းပြောကြားခဲ့ရာမှာအခုလိုထည့်သွင်းပြောကြားလိုက်ပါတယ်။အခုဆိုရင်ကျွန်တော်တို့ရဲ့တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့အစည်းများအရက်ဖတ်လူမှုအဖွဲ့အစည်းများအနေနဲ့လဲလိုအပ်နေတဲ့လူမှုအတွက်ကူညီလှူဆောင်ပေးကြဖို့ကျွန်တော်အနေနဲ့အနူးညွတ်ပံ့ကြားလိုပါတယ်။ ျွန်တော်တို့အားလုံးကိုစွမ်းညံစွမ်းရှိသမျှကျွန်တော်တို့လူမှုကိုဝိုင်းဝန်းကူညီကြရအောင်ပါနိုင်ငံတကာမိတ်ဆွေများပြည်ပရောက်မြန်မာအတိုင်းဝိုင်းများအနေနဲ့လည်းအခုချက်ချင်းကိုပဲကျွန်တော်တို့ပြည်သူလူမှုကိုကူညီကြဖို့အလေးအနက်တိုက်တွန်းပါတယ်ဒါအပြင်ပေးလိုက်တဲ့အကူအညီတွေကိုလည်းလူကြားကောင်းယုံလူမြင်ကောင်းယုံ နိုင်ငံရေးအရာအတုံးချခံယုံတက်တက်ဖြစ်မသွားစေပဲအမှန်တကယ်လိုအပ်နေသူတွေစီယာနှုံးပြစ်ရောက်ရှိသွားအောင်လှုံ့ဆော်ဖို့အရေးကြီးလာတယ်လို့သတိပေးလိုပါတယ်။ဒီလိုလိုအပ်နေသူတွေစီယာနှုံးပြစ်ရောက်ရှိနိုင်ရေးကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တော်လိုင်းအင်အားစုများအားလုံးကပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်ဆိုတာလည်းအသေးအချာအသိပေးလိုပါတယ်။ချိန်မရွေးလာပါကျွန်တော်တို့အမြဲတကားဖွင့်ထားပါတယ်လို့ယာယီသမရကပြောပါတယ်။ ဒါအပြင်မြင်းငလင်တန်ကြားကပြည်သူလူထုကိုလေကြောင်းတိုက်ခိုက်နေတဲ့အကြမ်းဖက်စစ်အုပ်စုအနေနဲ့လဲဘေးဒုက္ခရောက်နေတဲ့ပြည်သူအပေါ်မရက်နာဘူးလားလို့ယာယီသမရကမေကွန်းထုတ်ပြောကြားထားပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်နိုင်ငံတကာကအကူအညီတွေထိခိုက်သွားတဲ့ပြည်သူတွေစီတိုက်ရိုက်ရောက်ရှိဖို့အရေးကြီးပြီးဆက်သွယ်ရေးကိစ္စကိုစွမ်းနိုင်သမျှဆောင်ရွက်ပေးမယ်လို့ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။ နိုင်ငံတကာကအကူအညီတွေထိခိုက်သွားတဲ့ပြည်သူတွေစီတိုက်ရိုက်ရောက်ရှိဖို့အရေးကြီးပြီးဆက်သွယ်ရေးကိစ္စကိုစွန့်နိုင်သမျှဆောင်ရွက်ပေးမယ်လို့မတ်လ29ရက်မှာဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ဤပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ကပြောကြားလိုက်ပါတယ်မြန်မာပြည်ရဲ့ငလင်းတန်းအတွက် နိုင်ငံတကာအကူအညီတွေပေးမယ်ဆိုတော့ထိခိုက်သွားတဲ့ပြည်သူတွေစီတိုက်ရိုက်ရောက်ရှိဖို့တိတ်ကိုအရေးကြီးပါတယ် နာဂစ်တုံးကလိုစစ်အုပ်စုစီကတဆင့်ဖြတ်သွားတဲ့အခါတကယ်ထိခိုက်နစ်နာသူတွေကိုပေးရမယ့်အစားဈေးကွက်ထဲရောင်းချနေတာတွေတွေ့ခဲ့ရတယ်။အခုတခါမှာတော့တပူပေါ်နှစ်ပူဆင့်ဖြစ်ရတဲ့ပြည်သူတွေအတွက်ထိရောက်တဲ့ကူညီမှုတွေဖြစ်လာစေခြင်းနဲ့ အဲ့ဒီလိုဖြစ်နိုင်ဖို့မြေပြင်ကလှုပ်ရှားသူတွေစီကိုဆက်သွယ်နိုင်တဲ့ဆက်သွယ်ရေးကိစ္စကိုစွမ်းနိုင်သမျှဆောင်ရွက်ပေးပါမယ်လို့ပြောကြင်သလို Internet Service Provider တွေအနေနဲ့လည်းပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းဖိတ်ခေါ်လိုပါတယ်လို့ဝင်းကြီးကပြောပါတယ်လက်ရှိမှာမြန်မာပြည်ရှိငလင်ဘေးတင်ပြည်သူများထံသို့နိုင်ငံတကာနှင့် UN အဖွဲ့အစည်းကအကူအညီများစတင်ပေးဖို့ဆောင်ရွက်နေပြီဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီး မြင်းကလင်းသဘာဝပေးထောက်ပံ့စာနာကူညီပေးကမ်ပိန်းဤရရှိထောက်ပံ့ငွေများထဲမှပထမအကြိမ်ဖြင့်ကျပ်သိန်း2000ကိုလွှဲပြောင်းပြီးစီးတဲ့သတင်းကိုတင်ပြပေးပါမယ်။မြင်းကလင်းသဘာဝပေးထောက်ပံ့စာနာကူညီပေးကမ်ပိန်းဤရရှိထောက်ပံ့ငွေများထဲမှပထမအကြိမ်ဖြင့်ကျပ်သိန်း2000ကိုလွှဲပြောင်းပြီးစီးခဲ့ပြီလို့သတင်းရရှိပါတယ်။မြင်းကလင်းသဘာဝဘေးကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများလင်းမြန်စွာပြုလုပ်နိုင်ရန်အတွက်အောင်မြင်စွာလွှဲပြောင်းပေးနိုင်ခဲ့ပြီဖြစ်တယ်လို့အတိပေးဖော်ပြပါရယ်။ ရရှိသမျှထောက်ပံ့ကူညီငွေအားလုံးကိုငလင်ဘေးဒဏ်သင့်ပြည်သူများအတွက် Ministry of Humanitarian Affairs and Disaster Management NUG မှစီမံခန့်ခွဲကာနှောင့်နှေးခြင်းမရှိဘဲကူညီပေးသွားမှာဖြစ်တာကြောင့် Spring Crowd Fund ຫນွေဦးလူမှုရမုံငွေ SCF မှာ April 17ရက်နေ့အထိယုံကြည်စိတ်ချစွာဝိုင်းဝန်းပေးဖို့ဆက်လက်လှူဒန်းနိုင်တယ်လို့ဆိုထားပါတယ်။တစ်ဆက်တည်းမှာပဲလူသားစာနာဝန်ကြီးဌာနအနေနဲ့ March 29ရက်နေ့ညနေပိုင်းမှစတင်၍သခိုင်းမြို့နယ်အတွင်းရှိမိသက်တာဝန်ခံများပါအဖ များပကဖများသခိုင်းနှင့်ရက်ရွာလူတို့တို့ပူပေါင်း၍ငလင်တန်သင့်ကျေးရွာနေပြည်သူများအထွတ်တောက်သုံးရည်များဝေငှပေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ပါသည်လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနသည်သခိုင်းတိုင်းအတွင်ရှိအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်ထိခိုက်သေဆုံးပြည်သူများနှင့်ငလင်တန်သင့်ပြည်သူများအတွက်အရေးပေါ်လိုအပ်လျက်ရှိသည့်အရေးပေါ်ကယ်ဆယ်ရေးနှင့်လူသားချင်းစာနာထောက်ထားရေးအကူအညီများကိုမြေပြင်ရှိပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ လူသားစာနာတာဝန်ခံများအရက်ဖတ်လူမှုအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီးဆက်လက်ထောက်ပံ့လျက်ရှိတယ်လို့သတင်းထုတ်ပြန်ပါတယ်။ဆက်လက်ပြီးငလင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုအခြေအနေကနဦးအစီရင်ခံစာနှင့်အရေးပေါ်သတိပေးချက်များကိုလည်းဆက်လက်အစီရင်ခံတင်ပြသွားမယ်လို့ဖော်ပြပါတယ်ခင်ဗျာ။ဆက်လက်ပြီးအိုးဘိုအချင်းထောင်နဲ့ရမဲတင်အချင်းထောင်တို့မှာအဆောက်အုံပြိုကျပျက်စီးမှုရှိခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ ငလင်ဗဟိုပြုလှုပ်ရှားခဲ့တဲ့မန်လေးတိုင်းအိုးဘုံအချင်းထောင်နဲ့ရမဲတင်အချင်းထောင်တို့မှာအစာဦးပြိုကျပျက်စီးမှုရှိခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့စုံစမ်းနေစေဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်အတွင်းမန္တလေးတိုင်းအတွင်းကအကျဉ်းထောင်တွေမှာအဆောက်အုံပြိုကျပျက်စီးမှုတွေရှိခဲ့တာဖြစ်ပြီးစစ်ကောင်စီကသတင်းအမှောင်ချထားတာကြောင့်ထိခိုက်သေးဆုံးမှုသတင်းအတိအကျရနိုင်ဖို့ခက်ခဲနေတယ်လို့ PPNM ကဆိုပါတယ်။ဒိုင်ဦးထောင်၊ညောင်ဦးထောင်၊ပသိမ်ထောင်၊မိတိလာထောင်၊တာယာဝတီထောင်၊အင်းစိန်ထောင် တရက်ထောင်မဥပင်ထောင် တောင်ဦးထောင်နဲ့ကလေးထောင်တို့မှာတော့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေအပါအဝင် အကျဉ်းသားအားလုံးထိခိုက်မှုမရှိခဲ့ဘူးလို့ဖော်ပြထားပါတယ်အကျဉ်းထောင်များထိခိုက်ပျက်စီးမှုအခြေအနေနဲ့ထိခိုက်ဒဏ်ရာရရှိမှုအသေးစိတ်အခြေအနေများကိုစုံစမ်းလျက်ရှိပြီးအချိန်နှင့်တပြေးညီထုတ်ပြန်သွားမယ်လို့ PPNM ကအသိပေးထားပါတယ်ခင်ဗျာ ဆက်လက်ပြီးဖြူဖြူ in London အဖွဲ့သားများနဲ့ UK ကပွဲကြည့်ပရိသတ်များကမြန်မာနိုင်ငံငလင်ဘေးသင့်ပြည်သူများအတွက်ကြက်သိန်းတစ်ထောင်ကူညီတဲ့သတင်းကိုတင်ပြပေးပါမယ်။ဖြူဖြူ in London အဖွဲ့သားများနဲ့ UK ကပွဲကြည့်ပရိသတ်များကမြန်မာနိုင်ငံငလင်ဘေးသင့်ပြည်သူများအတွက်ကြက်သိန်းတစ်ထောင်ကူညီခဲ့ပါတယ်။ဆက်လက်ပြီးဖြူဖြူ in Korea နဲ့ဖြူဖြူ in Australia အဖွဲ့သားများနဲ့ပွဲကြည့်ပရိသတ်တွေကလည်းပူဖို့စီစဉ်ပြင်ဆင်နေကြတယ်လို့အသိပေးထားပါတယ်။ ဖြူဖြူအင်လန်ဒန်အဖွဲ့သားများနဲ့ UK ကပွဲကြီးပြိသက်များရဲ့တက်အားသမျှပါဝင်ထားတာလေးတွေပါ။ဒိုင်ဇယ်စတာဖြစ်မှရေမဟုတ်လိုအပ်တဲ့နေရာတွေကတော့အများကြီးပါ။ တိန်းတထောင်ဆိုတာကလည်းလိုအပ်နေတာနဲ့ရှင်ရင်နည်းနည်းလေးပါနိုင်ငံတကာအကူအညီတွေ တရားဝင်မရနိုင်ရှာတဲ့နေရာတွေကိုပဲအဓိကထားပြီးကူပရစီနော်ဖြူဖြူ in Korea နဲ့ဖြူဖြူ in Australia ဖွဲ့သားများနဲ့ပွဲကြည့်ပရိသတ်တွေကလည်းကူဖို့စီစဉ်ပြင်ဆင်နေကြပါတယ်ကမ္ဘာအရရက်ကသွေးချင်းတွေ အတူရှိနေကြတယ်ဆိုတာသိစေချင်ပါတယ်အားမငယ်ကြနဲ့နော်လို့အစိုးရဖြူဖြူကြော်သိန်းကလည်းအတိပေးဆိုထားပါတယ် အလားတူတရုတ်ဆောင်ပိုင်ဖြိုးသူ၏ Academy ရုပ်ကမ်ပိန်းရရှိတဲ့ရန်မုံငွေများထဲမှကျပ်သိန်း900ကိုလည်းအခက်အခဲများဖြစ်ပေါ်လျက်ရှိသည့်ငလင်တန်တင့်ဒေတာများသို့ပေးပို့ကူညီရန်စီစဉ်လျက်ရှိတယ်လို့မတ်လ29ရက်မှာ Artil Theater မှအတိပေးဖော်ပြထားပါတယ်။ရရှိထားတဲ့ရန်မုံငွေများအနက်မှမြမငွေကျပ်သိန်း900ကိုလည်းအခက်အခဲများဖြစ်ပေါ်လျက်ရှိသည့်ငလင်တန်တင့်ဒေတာများသို့ပေးပို့ကူညီရန်စီစဉ်လျက်ရှိကြောင်းကိုလည်းသတင်းစကားပားလိုက်ပါတယ်လို့ဖော်ပြပါတယ်။ ဘေးအန္တရာယ်ပေါင်းစုံမှလုံခြုံကင်းဝေးပါစေကြောင်းဆုတောင်းရင်းဖြစ်ပေါ်လာတဲ့အခြေအနေများကိုလည်း Artist Shelter မှတက်ဆွမ်းသည့်ဘတ်ပေါင်းစုံမှအတူတကွပါဝင်သွားမယ်လို့ဆိုထားပါတယ်ခင်ဗျာဆလဘီမြန်မာငလင်ဘေးသင့်ပြည်သူများအတွက်တောင်ကိုရီးယားအစိုးရကပထမအကြိမ်ဖြစ်ဒေါ်လာ2တန်းကူညီမည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် မြန်မာငလင်ဘေးသင့်ပြည်သူများအတွက်တောင်ကိုရီးယားအစိုးရကပထမအကြိမ်အဖြစ်ဒေါ်လာ2သန်းကူညီမည်ဖြစ်ကြောင်းမတ်လ29ရက်မှာကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ဥယျာဉ်နိုင်ထွန်းကအတိပေးဆိုထားပါတယ်မြန်မာငလင်ဘေးသင့်ပြည်သူများအတွက်တောင်ကိုရီးယားအစိုးရကပထမအကြိမ်အဖြစ်ဒေါ်လာ2သန်းကူညီမယ်လို့ဆိုထားပါတယ်မြန်မာနိုင်ငံပြည်သူအစိုးရလက်ထက်တွင်လည်းကိုရီးယားနိုင်ငံဟာယင်းနီးသောဆက်ဆံရေးကောင်းများရှိခဲ့ပါတယ်ခင်ဗျာ ယခုနောက်ဆုံးသတင်းအနေဖြင့်တတရမြောက် Charles ဘရင်ကမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့်အင်အားပြင်းမြင်းကလင်းတံသင့်ပြည်သူများအတွက်ဝန်ထဲချောင်းတဝင်းလွာကို ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။တတရမြောက် Charles ဘရင်ကမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့်အင်အားပြင်းမြင်းကလင်းတံသင့်ပြည်သူများအတွက်ဝန်ထဲချောင်းတဝင်းလွာကိုထုတ်ပြန်လိုက်ပါတယ်။မြန်မာပြည်သူပြည်သားများခမညာ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းမြင်ကလင်ကြောင့်အသက်ပေါင်းများစွာကြေကွဲပွေဆုံးရှုံးနေရပြီးအိမ်များအဆောက်အုံများအသက်မွေးဝမ်းကြောင်းလုပ်ငန်းများအထွတ်မြတ်ထားရာဖျားပထိုးဇေဒီများဘုံကြီးကျောင်းများနဲ့အခြားသောဝတ်ပြုကိုးဝယ်ရာနေရာများဆုံးရှုံးရတာကိုကြားသိရတဲ့အတွက်ကျွန်တော်တို့ဇနီးမောင်နှံအနေနဲ့အလွန်မင်းတုန်လှုပ်စိတ်မကောင်းဖြစ်မိပါတယ်လို့ဖော်ပြပါရစေ။မြန်မာပြည်သူပြည်သားများအနေနဲ့ဆင်းရဲဒုက္ခတွေကြေကွဲဝမ်းနည်းစရာတွေကို ဆက်ပြီးကြံ့ကြံ့ခံရင်ဆိုင်နေကြတာကိုနားလည်ပြီးတော့မြမပြည်သူပြည်သားများရဲ့အလွန်ထူးခြားတဲ့ကြံ့ကြံ့ခံနိုင်ရည်စွမ်းနဲ့စိတ်ဓာတ်ကိုလည်းရှေးမဆွကလေးကပင်လေးစားရင်ဆွဲရှိခဲ့တယ်လို့ဖော်ပြပါဗျာ။ ဒါအပြင်ယခုလိုအခက်အခဲဆုံးခြေကွဲဝမ်းနဲ့ဝယ်ကောင်းဆုံးအချိန်မျိုးမှာမိမိတို့ချစ်မြတ်နိုးရသူများအိုးအိမ်များမျက်နှာတံပိုးထားရတဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းများဆုံးရှုံးလိုက်ရတဲ့အဖြစ်ဆိုကြီးအားကြုံတွေ့နေရသူများအားလုံးကိုကျွန်တော်တို့ဇနီးမောင်နှံကအလေးနက်ဆုံးသောကိုချင်းစာမှုဖြင့်ထတ်တူဝမ်းနဲ့ခြေကွဲရကြောင်းပြောကြားလိုပါတယ်လို့တတိယမြောက် Charles Bayen ကဆိုထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်နဲ့မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ